မိပတ်တည်သူများရှင့်အခုသတင်းလေးပေါ့နော်နောက်ဆုံးသတင်းလေးမပြောခင်မှာမိုးရတယ်မှာအထူးသတိပြုကြပါလို့ပြောချင်ပါရှင့်ဧပြီ15ရက်နေ့မှာဆိုရင်မိုးသီးတန်းစွာရသွန်းခဲ့တဲ့အတွက်မိထီလာကံပေါင်ကလည်းညီပြူကြသွားတယ်ပေါ့နော်ဒီလမ်းကိုအကွဲပြီးတော့ဒီညီကြီးကပြုတ်ကြသွားရှင့်လေလားကျွန်တော်တို့ကဘာကြီးရတခင်ကျတော့ညီကြီးရအခုတခုဆက်ပြီးတော့ကြောက်ဖြာချက်ကြီးပေါ့ရှင့်အခုတခုဆက်ပြီးတော့တရှိနေရပုံမြေရှင့်လေလားအဲ့ဒီကုံမြေတွေကအဲ့လိုမျိုးဆက်ဆက်မှုဆက်နေတာပေါ့ရှင့်အဲ့လိုမျိုးပပေးကြီးဖြစ်နေမှုညီကြီးကအဲ့လိုမျိုးတခုတခုကွဲကွဲအပ်နေကြတာပေါ့ အဲ့ဒါတွေကငလင်ဖြစ်စေတာရှင့်ပြီးတော့ငလင်ဖြစ်သွားပြီဆိုမြေကြီးတွေကငကိုထပ်ပို့ပို့ပြီးတော့ကွဲအပ်သွားတယ်ပေါ့နော်အဲ့လိုကွဲအပ်မှုတွေကြားတဲ့ရေတွေဝင်มาဖြစ်တဲ့အတွက်မြေပြိုတာကလည်းနောက်ဆက်တွဲဆိုးကျိုးပါရှင့်ဒါလေးတော့မူရတဲ့မှာဆင်ကျင်ပါလို့ပြောချင်ပါတယ်ကျမအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျမတို့နိုင်ငံတော်အစိုးရမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေတက်ဆိုင်ပါရှင့်ကျမအဲ့ဒီသတင်းလေးမတင်ဆက်ခင်လေးမှာရုပ်သံဖိုင်လေးတစ်ခုကိုအရင်ဆုံးပြသပါမယ်ရှင် ဘပြည်သူတို့မြင်တွေ့ရတဲ့ရုပ်သံဖိုင်တွေကတော့နေပြည်တော်မှာအစိုးရဝန်ထမ်းတွေအတွက်ကိုကယ်ဆယ်ရေးတန့်လေးတွေပေါ့နော်အဲ့ဒီမှာနေရာချထားပေးတာဖြစ်ပါရှင့်ကျမတို့နိုင်ငံရဲ့အစိုးရဝန်ထမ်းတွေကဆိုရင်ဒီငလင်ပေးတံပါပေါ့နော်အစိုးရအဆောက်အဦပေါ့အစိုးရဝန်ထမ်းအိမ်ယာတွေပေါ့80%ကျော်တော့ကျွန်တော်ပြည့်စည်သွားတာရှင့်ဒီလားတချို့ဆိုရင်တရက်တစ်မိနစ်ထဲနဲ့အဝတ်တည်းကိုတစ်ခုပဲကျန်ခဲ့တာဘာဖြစ်စီမှပြန်မရတော့ဘောနော်အိမ်တော်ပြိဘောကလည်းအဝတ်ထည်တွေတချို့ဆိုရွှေငွေပတ်စံတွေအစားကိုစုဆောင်းထားတဲ့ချွေးနှဲစာလေးတွေအစားမြေကြီးအောက်မှာအဲ့လိုမျိုးဖိပြပြီးတော့ပြပြပွက်သွားတာရှင့် ဒီတော့သူတို့အနေနဲ့အခုချိန်မှာဘယ်လောက်ထိအောင်စိတ်ထိခိုက်ခံစားနေရမလဲဆိုတာမိဘဖြစ်သူများကိုချင်းစာကြည့်လို့ရပါတယ်အချက်သူတို့အခုချိန်မှာရမ်းခက်ခဲနေကြတာပေါ့နော်ဒီလိုတဲတဲတဲလေးမှာမိသားစုနေဖို့ဆိုတာကတော်တော်ခက်ခဲတဲ့ကာလဖြစ်ပါလေဒါပြင်မိုးရွာတဲ့ခါကျရင်ဘယ်လိုများဖြစ်မလဲဆိုတာကလည်းကျွန်တော်တို့စဉ်းစားမယ့်ချက်လေးပါပဲသူတို့တွေအခုညီလိုအပ်နေပါတယ်အချက်ဒီတော့လည်းကျွန်တော်တို့အင်မတန်စင်မကောင်းဖြစ်ရပါတယ်။နိုင်ငံတော်ကလည်းအခုချိန်မှာကြီးမားသောဆုံးရှုံးမှုဖြစ်တဲ့အတွက်လက်လန်းမီယာကိုတော့အဆင်ဆင်လုပ်နေရဆိုပေမဲ့အရာအလုံးပြီးပြည့်စုံအောင်တော့မဖန်တီးပေးနိုင်သေးဘူးရှင်။ ီချိန်မှာသူတို့ဒုက္ခကြရင်ရင်ဆိုင်နေရတယ်။အကြောင်းရင်ရုံးနေပြန်ဖွင့်တဲ့အချိန်မှာဒီလိုတဲလေးတွေမှာကုသသမီးလေးကိုဘလို့ထားခဲ့ပြီးတော့ရုံးတက်နိုင်ပါလဲရှင်။ဒီလိုတဲလေးတွေဆိုတာဘလို့မှလုံခြုံခြင်းမှမရှိတာရှင်။သာသမီငယ်လေးတွေရှိရတဲ့သူဆိုကိုချင်းစာကြည့်လို့ရပါတယ်။ကိုကရုံးသွားတဲ့အချိန်မှာကိုရဲ့သာသမီလေးကိုအိမ်မှာပေါ့နော်လုံလုံခြုံခြုံထားခဲ့ရတယ်ဆိုရင်စိတ်ဖြောက်တယ်လေ။ဒီလိုမျိုးထားခဲ့လို့မရဘူးဆိုရင်ဒီမိဘကဘလို့လို့ပြီးတော့ရုံးလုပ်ကိုစိတ်ဖြောက်ဖြောက်လုပ်နိုင်ပါလဲရှက်ဒီတော့ဒီတန်နေမခံနိုင်တဲ့ခါကျရင်စိုးရဝန်းနေတယ်နှုတ်ထွက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်เนาะ ဒီလိုနှုတ်ထွက်တဲ့အခါမှာဆိုရင်သဘောတရားတစ်ခုကလည်းရှိလာရှင်အဲ့ပါလဲဆိုတော့ဟိုဖယဲသီးပေါ့နော်ဖယဲသီးဆိုတဲ့သဘောတရားအရှင်တချို့ကကိုယ်ဌာနကိုတစ္ဆာဖောက်တာထက်ဒီတည်င်းတွေကိုရောင်းစားလို့ရှင်ပတ်စံရလို့လောက်တာဒီလားတည်င်းတွေကိုသူတို့ကသူတို့ကလကားပေးနိုင်မို့ပတ်စံရလို့လောက်နေတာပတ်စံရလို့ပေးနေတာပေါ့နော်အဲ့တော့ပတ်စံရနေတဲ့သူကတော့အလုံးနှုတ်ထွက်အောင်မဟုတ်ဘူးရှင်နေအောင်မှာမကြောက်လဲဆိုတော့သူတီဌာနမှာရှိနေတဲ့ပြည်ဒီဌာနကသတင်းတွေကိုရောင်းစားလို့ရနေပြီသူ့အတွက်ပတ်စံမခက်ခဲဘူးဒီတော့ तू ကတော့ချစ်ကုတ်ရအောင်နေမှာပဲရှင့် ဒီဌာနသတင်းတွေကိုရောင်းစားတဲ့သူမဟုတ်တဲ့တစ္ဆာရှိတဲ့ဝန်ထမ်းကြတော့ဒီလိုအခြေအနေမှာအရန်ခက်ခဲသွားပြီ။သူဒီလောက်ကိုဆက်လုပ်ဖို့အတွက်တော့မှသူတော်စဉ်းစားတော့မှရှက်ဒါလေးနိုင်ငံတော်ကတာဝန်ရှိတဲ့သူတိဖို့လိုပါတယ်။အခုလိုအခြေအနေမှာတစ္ဆာရှိတဲ့ဝန်ထမ်းတွေဆိုတာကတစ္ဆာရှိရင်ငွေမရှိဘူးရှင်ကျွန်မနိုင်ငံမှာလေ။သိလား။အဲ့နှစ်ခုကအများကြီးဆက်ဆက်နေတာ။တစ္ဆာရှိတဲ့သူကငွေရှိဖို့ခက်တယ်ရှင်။နိုင်ငံနိုင်ငံဝန်ထမ်းလုပ်မယ်ဆိုလေသိလား။တကယ်တစ္ဆာရှိတဲ့ဝန်ထမ်းတွေကပတ်စံမရှိတဲ့သူကငွေပုံငွေရှင်မရှိဘူး။ဒီဒုက္ခတွေရင်ဆိုင်ဖို့အတွက်ကိုသူတို့ကငွေပုံငွေရှင်မရှိဘူးရှင်။ သားသမီးတွေကိုတခြားနေရာမှာအင်္ဂါပြီးထားဖို့ဆိုတာပတ်စံအဖို့ရှိအောင်မှဖြင်းသိတာပတ်စံပို့ရှိရဲ့ဒီလိုတဲနေမှာလာနေကြမနေမှာချင်းသူတို့ကဆိုအင်္ဂါပြီးတော့နေမှာဘာကြောင့်လဲသူတို့အတွက်ပတ်စံအားဌာနတွေကတဲနေရတယ်အချိန်မြေဖန်ပြီးလို့ရနေတာလေတိလားသစ္စာရှိရဲ့သူကြောင့်အဲ့လိုမဟုတ်ဘူးပြောနိုင်ငံတော်ကနေပြီးတော့ဒါလေးတွေတော့နည်းနည်းပြန်ပြီးတော့စဉ်းစားပြစ်တင်လို့ထင်ပါတယ်။တစ္ဆာရှိရဲ့ဝန်ထမ်းတွေထွက်သွားမယ်ဆိုရင်ဖျဲသီးတွေနဲ့ပဲကြံခဲ့မှာနော်။သိလား။ဖျဲသီးတွေကတော့ဘယ်တော့မှထွက်မှာမဟုတ်ဘူး။သူတို့ကဒီလောက်လုပ်နေတဲ့ပတ်စံအချိန်မျိုးဖန်လို့ရနေတာ သတင်းတွေရောင်းစားပြီးအချိန်မျိုးပတ်စံဖန်လို့ရနေတာဘာလို့ထွက်မှာလဲသူတို့ရှင်းရှင်းလေးသတင်းတွေမရောင်းစားတဲ့သူမဖန်တဲ့သူတစ္ဆာရှိတဲ့သူတွေကြတော့ကိုယ့်ဘဝရက်တီကိုခက်ခဲလာတဲ့အခါကျရင်နောက်ထပ်ရွေးချယ်ရတဲ့ခုကိုစဉ်းစားရမှာပဲရှင်လူဆိုတာသဘုတ်တရားဝန်းတထွာပါသိလားသဘုတ်တရားကလေအကျယ်ကြီးနော်ဒါပေမဲ့ကျမတို့ဝန်းကတထွာပဲရှိတယ်ဒါပေမဲ့အဲ့သဘုတ်တရားကြီးလောက်ကိုကျမတို့ဖြည့်နေရတဲ့အနေထားတွေရှိရဲ့ရှင်ဒါကြောင့် သစ္စာရှိဝန်ထမ်းတွေဒုက္ခရောက်နေတဲ့အတွက်ဒုက္ခရောက်နိုင်ရှိပုံများနေတဲ့အတွက်နိုင်ငံတော်ကဒီဝန်ထမ်းတွေအပေါ်မှာပုံမုတ်ယူဆိုင်မှုတွေလုပ်တဲ့လို့ထင်ပါရှင့်။ဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းမှာတင်ကိုကျမတို့စီကိုအစိုးရဝန်ထမ်းတွေကနေပြီးတော့ညှိတွားမှုတွေအများကြီးရောက်ရှိလာပါရှင့်။ဘယ်အစိုးရဝန်ထမ်းတွေစီကနေရောက်လာတာလဲဆိုတော့သစ္စာရှိတဲ့သူတွေစီကနေရောက်လာတာရှင့်။သစ္စာမရှိတဲ့သူတွေကအစ်စေးပဲအစ်စေးပဲဒီလားသစ္စာရှိတဲ့သူတွေကဒုက္ခရောက်နေရတာရှင့်။ဒီတော့ကျမတို့ကသူတို့ရဲ့သစ္စာတရားကိုလေးစားသောအဖြစ် နိုင်ငံတော်ပေါ်တစ္ဆာရှိပြီးတဲ့ကုဌာနပေါ်တစ္ဆာရှိပြီးတဲ့သူတွေကိုငဲ့ညာတော့အဖြစ်လေးစားဂုဏ်ပြုတော့အဖြစ်ဒီလူတွေကိုကျမတို့ကအထူးတလည်းစောက်ရှောက်တင်တယ်လို့ထင်ပါရဲ့အဲ့လိုစောက်ရှောက်မှုတွေမရှိဘူးဆိုရင်တစ္ဆာရှိတဲ့သူတွေအလုထွက်သွားပြီးတော့တစ္ဆာမရှိတဲ့သူတွေကကြံခဲ့တဲ့အစိုးရဌာနထုတ်ဟာချစားပြီးတော့ဆွမ်းဆောင်ရင်ကြာစင်းပြိုလဲမှာဖြစ်ပါရဲ့ဒါလေးကတော့ကျမအနေနဲ့ပြောပြတင်တဲ့ချိန်နဲ့အတွက်ပြောပြပေးတာဖြစ်ပါရဲ့ကျမနိုင်ငံမှာဒုက္ခရောက်တာကျင်တော့တူတူပါပဲရှင်တူတူပါပဲဒါပေမဲ့လက်ထဲမှာငွေရှိတဲ့သူကခံစားရတယ်လေ မြေတို့ပဲဆိုစေကမူအခြားရွေးချယ်ရာရှိရဲ့အတွက်တို့အနေနဲ့နည်းနည်းချူသားချောင်းသာရှိရဲ့ပေါ့နော်အစိုးရဝန်ထမ်းလာစားလွဲလို့ရှင်အပေါ်ဝင်ဝင်မရှိရတူတွေကအခုချိန်မှာအရန်ဒုက္ခရောက်ပါရဲ့ရှင်နိုင်ငံတော်ကဒါလေးသိဖို့လိုပါတယ်နိုင်ငံဝန်ထမ်းတွေအပေါ်မှာပြန်လည်ပြီးတော့အထုတလဲစောင့်ရှောက်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့သတင်းသုံးသပ်ချက်လေးအနေနဲ့တင်ပြပေးလိုက်ရပါတယ်ရှင်ကျမတဲ့တင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့ဒီဘက်ပြည်သူများအားလုံးရဲ့စိတ်ချမ်းသာကိုကြားမှာကြပါစေ အခုနှစ်သက်မှာကျမတို့ပျော်ရွှင်စရာအသက်တွေဘဝမြွန်လင်းချက်အသက်တွေရရှိပါစေလို့ကျမတို့ Prime Media မိသားစုမှနှစ်သက်ဆုတောင်းလေးတောင်းပေးလိုက်ပါရစေရှင်။